တဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတူ EOD ဘဏ်ရဲ့ MPU credit card နဲ့ဖြတ်သွားတာ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ဒီနေ့တော့တူတူ က္ကစီကိုအစိုးရကလေထုညင်ညမ်းမှုကိုတံပြန်ကာကွယ်တဲ့အနေနဲ့မက္ကစီကိုစီးရီးနဲ့အနီးပတ်ဝန်းကျင်စင်ကြေဖုံးရက်ကွက်ဒီမှာသစ်ပင်၁၈တန်စိုက်ပျိုးသွားမှာဖြစ်တယ်လို့အာဏာပိုင်တွေကပြောပါတယ်။မက္ကစီကိုစီးတာစေစုနှစ်တစ်ခုကြောင်အစိုးရဆုံးလေထုညင်ညမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်ဒီနှစ်မတ်လမှာနှစ်စဉ်လဲပတ်နေတဲ့ကားစီးရီပေါင်း၅တန်းမှ၄တန်းလောက်ရဲ့ရင်ကျောပိတ်ဆို့မှုတွေကိုကန့်သက်သွားဖို့အစိုးရတာဝန်ရှိသူတွေကိုတိုက်တွန်းခဲ့ပါတယ်။လေထုညင်ညမ်းမှုကိုကာကွယ်ဖို့နောက်ထပ်ပြုလုပ်ရမယ့်နည်းလမ်းတွေကတော့ခရီးသည်ပို့ဆောင်ရေး င်တွေနဲ့ဆယ်နှစ်ကျော်ကြာတက်တန်းရှိတဲ့အငှားရင်တစ်ထောင်ကျော်ကိုအစားတိုးလဲလှယ်သွားဖို့လိုအပ်တယ်လို့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးပက်ချီယာနိုကပြောပါရယ် ။စက်မှုလုပ်ငန်းတွေမှာလည်းလေတုညဉ့်ဉန်းမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်တွေကိုတိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ပြီးခဲ့တဲ့လကစောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွေဟာလေတုညဉ့်ဉန်းမှုကိုဖြစ်ပေါ်စေတဲ့ရင်အိုရင်ဟောင်းတွေကိုလမ်းမပေါ်မှာမောင်းနှင်ဖို့ဆက်လက်ခွင့်ပြုထားတဲ့အတွက်အခုလိုအကျင့်ပြက်ချစားမှုတွေကိုကာကွယ်ဖို့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနကစည်းကမ်းချက်အသစ်တွေထုတ်ပြန်ခဲ့ပါတယ်။